မင်္ဂလာပါခင်ဗျာအိုင်ရမြန်မာကနေပြီးတော့အော်တိုဘားလ30ရက်နေ့မြန်မာနိုင်ငံရဲ့ဖြစ်စဉ်ရဲ့ highlight news နှစ်ပုဒ်ကိုမှတ်သားထားနိုင်ရန်တင်ပြပေးလိုပါတယ်ပရမသုတ်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့အချိန်တိုအတွင်း၌နိုင်ငံတော်နဲ့အများပြည်သူတို့အတွက်အကျိုးဖြစ်ထွန်းစေနိုင်မယ်ကိုယ်ဝန်လုပ်ငန်းများကိုအများဆုံးအကောင့်ထည့်ဖို့ဆောင်ရွက်သွားရန်နိုင်ငံတော်ယာယီသမရအမှားကြားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ခွင့်ပြုငွေများလိုက်အချိန်တိုအတွင်းနိုင်ငံတော်နဲ့အများပြည်သူတို့အတွက်အကျိုးဖြစ်ထွန်းစေနိုင်မယ် which when လုပ်ငန်းများကိုအများဆုံးအကောင့်ထဲပို့ဆောင်ရွက်သွားကြရန်တောင်စုသမရမြန်မာနိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အကြံတားရေးကော်မရှင်ဥက္ကဋ္ဌဦးကျော်မူကြီးမင်းအောင်လည်းအော်တိုဘလာ29ရဲ့မွန်လယ်ပိုင်းကနေပြည်တော်၌တောင်စုဝန်ကြီးများနေပြည်တော်ကောင်စီဥက္ကဋ္ဌတိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်များလုပ်ငန်းညှိနှိုင်းစုဝေးကျင်းပစဉ်မှာမှာကြားကြောင်းသိရပါတယ်။နိုင်ငံတော်ယာယီသမရကဗဏ္ဍာငွေသုံးစွဲမှုနဲ့ပတ်သက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်များအနေဖြင့်နိုင်ငံတော်မှခွင့်ပြုပေးထားသော ဘဏ္ဍာငွေများကိုအကျိုးရှိရှိအသုံးပြုသွားရန်လိုအပ်ကြောင်းလုပ်ငန်းများအလိုက်ငွေကြေးသုံးစွဲမှုများကိုဆောင်ရွက်သွားမည်ဆိုပါကလေပတ်သုံးစွဲငွေမြင့်တက်လာပြီးနိုင်ငံစီးပွားဖွံ့ဖြိုးမှုတိုးတက်မှုကိုဖြစ်ပေါ်လာစေမှာဖြစ်ကြောင်းလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့်အခြေခံလူဒန်းစားများအနေဖြင့်တူးချင်းဝင်ငွေတိုးပွားလာမှာဖြစ်ပြီးစားရေးဝယ်ရေးတို့တွင်သုံးစွဲငွေများမြင့်တက်လာမှာဖြစ်ကလူမှုစီးပွားများသည်လည်းတို့တက်မြင်မလာနိုင်မှာဖြစ်ကြောင်းထို့ပြင်ငွေကြေးလက်ပတ်မှုများပုံမဖြစ်ပေါ်လာစေပြီး ဝယ်လူဝါနှင့်ရောင်းလူဝါများကောင်းမွန်လာမှာဖြစ်ကာအခြေခံအဆောက်အအုံများပုံမှုဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုလာမှာဖြစ်ကြောင်းထို့ကြောင့်ဗဏ္ဍာဝေသုံးဆဲမှုများကိုမှန်မှန်ကန်ကန်နဲ့အကျိုးရှိရှိသုံးဆဲဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းထို့အပြင်ခွင့်ပြုငွေများလာအချိန်တိုအတွင်းနိုင်ငံတော်နှင့်အများပြည်သူတို့အတွက်အကျိုးရှိစေနိုင်မဲ့ quick win လုပ်ငန်းများကို အမြန်ဆုံးအကောင့်ထည့်ဖို့ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်းဖြင့်ထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ် ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့လူရည်တသိန်းကျော်ခန့်နေထိုင်လျက်ရှိတဲ့မြို့ပြား၌ပြည်သူလူထုကြမ်းမာကြမ်းခိုင်ရင်းနဲ့အာဇာကံနာမြင့်တင်ရေးအတွက်စစ်မီအာကစားခွင့်များစောက်လုပ်ပေးသောပုံဖြစ်ကြောင်းနိုင်ငံတော်ယာယီတမရကပြောကြားလေဆိုတဲ့သတင်းဖြစ်ပါတယ်လူရည်တသိန်းကျော်ခန့်နေထိုင်တဲ့မြို့နယ်များပြည်သူလူထုကြမ်းမာကြမ်းခိုင်ရင်းနဲ့အာဇာကံနာမြင့်တင်ရေးအတွက်အစ်စ်မီအာကစားခွင့်များစောက်လုပ်ပေးသောပုံဖြစ်ကြောင်းဖြင့်နိုင်ငံတော်ယာယီတမရ နိုင်ငံတော်လုံခြုံရေးနဲ့အကြံတားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်နိုင်ကအော်တိုဘာလ29ရက်မွန်လယ်ပိုင်းမှာနေပြည်တော်၌ပြည်ထောင်စုဝန်ကြီးများနေပြည်တော်ကောင်စီဥက္ကဋ္ဌတိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်များလုပ်ငန်းကြီးနိုင်စီဝေးမှာပြောကြားခဲ့တယ်လို့သိရပါတယ်။နိုင်ငံတော်ယာယီသမ္မတကတိုင်းဒေသကြီးများပြည်နယ်များလိုက်ရှိတဲ့လူဦးရေနေထိုင်မှုများပြားတဲ့မြို့များမှာမီတာ400ပါပြင်းလန်းပါအကစားခွင့်များကိုမိမိတို့အနေဖြင့်ခွင့်ပြုပေးထားပြီးဖြစ်ကြောင်းထို့မှတစင်း မိုးလုံလေးလုံအာကသာယုံများမိုးလုံလေးလုံရေကူးကန်များခွင့်ပြုပေးလျက်ရှိကြောင်းတိုင်းဒေသကြီးနဲ့ပြင်နယ်လိုက်ပိုင်ဆိုင်ထားပြီးဖြစ်တဲ့အာကသာကွင်းများကိုပျက်စီးမှုမရှိစေရင်နဲ့အစစ်မင်မီကစားနိုင်ရေးထိမ့်သိမ်းရမှာဖြစ်တဲ့ကဲ့သို့လွဲနေတဲ့အာကသာကွင်းများကိုလည်းတမတ်ချက်များနဲ့အညီတင်ပြတောင်းခံသွားရန်လိုအပ်ကြောင်းတိုက်ဒေသကြီးပြည်နယ်များလိုက်လူရေတသိန်းကျော်ခန့်နေထိုင်လျက်ရှိတဲ့မြို့များမှာပြည်သူလူထုစံမှာစံခံရင်းနဲ့အာကစားကဏ္ဍမြင့်တင်ရေးအတွက် အစ်မီအကစားခွင့်များဆောက်လုပ်ပေးသွားမှာဖြစ်ကြောင်းတိုင်းဒေသကြီးနဲ့ပြည်နယ်များလိုက်အစိုးရဖွဲ့အနေများနေဖြင့်မိမိတို့ဦးဆောင်ရတဲ့ပြည်နယ်ဒေသများကိုကိုစားပြုခြင်းဖြစ်ပြီးမိမိတို့ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးကိုအမြင့်မပြတ်စဉ်းစားဆောင်ရွက်ပေးနေရမှာဖြစ်ကြောင်းအကစားကဏ္ဍနဲ့ဆက်ဆက်ပြီးလာမယ့်ဒီဇင်ဘာအကစားလဖြစ်ပြီးလူလူအကစားပွဲများလူလူလမ်းလျှောက်ပွဲများပြည်သူတရားလုံးပါဝင်မှုရှိစေရေးဆောင်ရွက်သွားကြရန်လွယ်ကြောင်းထည့်သွင်းမှာကြားခဲ့တယ်လို့သိရပါတယ်။